မင်္ဂလာပါဒီနေ့ဇွန်လ9ရက် Federal FN ရဲ့နေ့စဉ်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့တေဘောဘိုတက်စကန်မှာ120မမလက်နက်ကြီးအပါဝင်လက်နက်ငယ်100ကျော်သိမ်းဆီးရမိတဲ့သတင်းဘလခဲမျိုးကယင်းဒီပေါက်တက်စကန်ကိုတော်လိုင်းတက်ပေါင်းစုသိမ်းပိုက်စစ်ကောင်စီဘက်က16ဦးထက်မနည်းတေဆုံးတဲ့သတင်းပရာတောင်းဆွေမျိုးစုနာယကဦးအားတို့ကိုတောက်ကြနေမှာတကြုံမဲဆိုတဲ့သတင်းစတဲ့ Federal FN ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်နောက်ပိုင်းမှာတော့နိုင်ငံတကာသတင်းတွေကိုကြားကြရပါပါ ကင်းပြည်နယ်မြဝတီမြို့နယ်ထမ်းမြမနေဆက်ကတေဘောဘုစစ်ကောင်စီတပ်စခန်းကို KNL PDF နဲ့အခြားမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့အပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး120မမလက်နက်ကြီးအပါအဝင်လက်နက်ငယ်100ကျော်တင်းစီရမိခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ထံကသိရပါဗါဒတေဘောဘုတပ်စခန်းဟာစစ်ကောင်စီတပ်က1998ခုနှစ်မှာဝင်ရောက်တပ်ဆွဲထားတဲ့တပ်စခန်းဖြစ်ပြီး2025ခုနှစ်ဇွန်လ3ရက်နေ့ည7:00နာရီအချိန်မှာကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ခင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့မှအပိသက်ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။တိဘဘုတ်တပ်စခန်းအတွင်းလက်နက်ငယ်100ကျော်နဲ့လက်နက်ခဲယမ်းများကိုသိမ်းဆီးရမိခဲ့ပြီးတိုက်ပွဲတွင်စစ်ကောင်စီဘက်က34ဦးသေဆုံးကအများပြားထိခိုက်ဒဏ်ရာရရှိပြီး80ကျော်လက်နက်ချအလင်းဝင်လာတယ်လို့တိုးလီဖိုးလူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်ကတေဘောဘိုးစကန်းမကြရေးအတွက်ဝေါ်လီဗျူဟာကနေလက်နက်ကြီးပစ်ကူပေးတဲ့အပြင်ဂျက်ဖိုက်တာ၃စီးနဲ့ဝိုင်တွဲလေယာဉ်၄စီးကိုအသုံးပြုပြီးလာရောက်ဘုံကျဲခဲ့တဲ့ကြားကတော်လန်ဤတပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ကရနီဘီဘောလခဲမြို့မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ကာကင်းတစ်ခုဖြစ်တဲ့ရေနီပေါက်တပ်စခန်းကိုတော်လန်ဤတပ်ပေါင်းစုတွေသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က၁၆ဦးထက်မနည်းတေဆုံးခဲ့ကထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ KACA ချုပ်ဗိုလ်မှူးကြီးဖုန်းနိုင်က Federal FM ကိုပြောပါရတယ်။အဆိုပါရင်နီပေါက်တပ်စခန်းကိုပြီးခဲ့တဲ့မေလ22ရက်နေ့ကတင်ပိုက်နိုင်ခဲ့ပြီးလက်နက်ခဲယမ်းတချို့ကိုလည်းတင်စီရမိခဲ့တယ်လို့သူကဆိုပါရတယ်။ရင်နီပေါက်တပ်စခန်းဟာတန်လွင်မြေအနောက်ဘက်မိုင်20အကွာဝေးမှာရှိပြီးစစ်ကောင်စီတပ်ရဲ့မျိုးတွင်းအခြေစိုက်တပ်စခန်းကိုကာကွယ်ပေးထားတဲ့အထိုင်ကာကင်းစခန်းတစ်ခုလည်းဖြစ်ပါရတယ်။ တိုက်ပွဲမှာစစ်ကောင်စီတပ်ဘက်ကတေဆုံးတာတွေရှိတယ်လို့တော်လန်ရေးတပ်ပေါင်းစုဘက်ကလည်းထိခိုက်မှုတွေဆုံးရှုံးမှုတွေရှိနေတယ်လို့သိရပေမဲ့ Federal FN အနေနဲ့တော့တရားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ပရာတောင်းဆွေမျိုးစုနယ်ကဦးအားတို့ဟာမနေ့ကဇွန်လ၄ရက်မနက်7:15မိနစ်မှာကွယ်လွန်သွားခဲ့ပြီးသူ့ရဲ့စာပါဏတ်ကိုဇွန်လ6ရက်မနက်9:00ခွဲမှာတကြိုသွားမယ်လို့ပရာတောင်းဆွေမျိုးစုကထုတ်ပြန်လာပါတယ်။ စီချိုယောဂအခန့်ရှိပြီးလေးပွင့်ကျဲကုမ္ပဏီရဲ့ဖန်ဆီးခြင်းကိုခံခဲ့ရပြီးနောက်ပိုင်းမှာနေမကောင်းဖြစ်ခဲ့တယ်လို့ပရာတောင်းဆွေမျိုးစုဥက္ကဋ္ဌကိုအောင်နိုင်စိုးကဖက်ဒရယ် FM ကိုပြောပါတယ်။မြင်းမထီတောင်မှာလေးပွင့်ကျဲကုမ္ပဏီကခဲတပ်ထုတူးဖို့နေမှုကိုကန့်ကွက်တာကြောင့်ဦးအားတို့အပါအဝင်ပရာတောင်းဆွေမျိုးစုခေါင်းဆောင်၄ဦးကိုမေလ16ရက်နေ့က KNPT ပါတီဥက္ကဋ္ဌဦးတန်းစိုးနိုင်ရဲ့တာဦးသားဝီနဲ့ရဲဘော်တွေကဖမ်းဆီးခဲ့ပြီးမေလ20ရက်နေ့မှာပြန်လည်လွှတ်ပေးခဲ့ပါတယ်။ ဥအားတို့ဟာပြန်လည်လွတ်မြောက်လာပြီးတရင်နှစ်ပတ်အကျော်ကြာမှာကွယ်လွန်ခဲ့တာဖြစ်ပြီးတော့ကွယ်လွန်ချိန်မှာအသက်54နှစ်ရှိပြီလို့သိရပါတယ်။အခုဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုကြားကြရမှာပါ။ American သမ္မတ Donald Trump ကနိုင်ငံခြားအကြမ်းဖက်မှုတွေနဲ့နိုင်ငံလုံခြုံရေးကိုချိန်ချောက်နေတဲ့အတွက်ဆိုတဲ့အကြောင်းပြချက်နဲ့နိုင်ငံတချို့ကို American နိုင်ငံတဲကိုဝင်ရောက်ခွင့်တားမြစ်တဲ့ကြေညာချက်တစ်စောင်ကိုဗော်ဒူးနေမှာလက်မှတ်ရေးထိုးလိုက်ပါတယ်။တားမြစ်ခံရတဲ့နိုင်ငံတွေကတော့ အာဖဂန်နစ္စတန်မြန်မာချတ်ကွန်ဂိုတမရနိုင်ငံအီကွေဒေါ်ရီဂနီအီရီထရီးယားဟေဒီအီရန်လစ်ဗျာဆိုမာလီယာဆူဒန်နဲ့ယီမန်နိုင်ငံတို့ဖြစ်ပြီးတစိတပိုင်းပြည်ဝင်ခွင့်ဗီဇာတားမြစ်ခံတဲ့နိုင်ငံတွေကတော့ဗင်နီဇွဲလားအပါအဝင်နိုင်ငံ9နိုင်ငံရှိပါတယ်ဒီကြညာချက်အတက်ဝင်ပါကတော့ဇွန်လ9ရက်နေ့ဖြစ်ပြီးဇွန်လ9ရက်နေ့မတိုင်ခင်ကထုတ်ပေးထားတဲ့ပြည်ဝင်ခွင့်ဗီဇာတွေကိုတော့ပယ်ဖျက်ခြင်းမပြုဘူးလို့သိရပါဗျ။ဒီသတင်းကိုရိုက်တာသတင်းဌာနကကိုးကားဖော်ပြထားတာပါ ဂါဇာကမ်းမြောင်ဒေသမှာအပြစ်ခတ်ရစေးရင်းနဲ့လွတ်လပ်တဲ့လူသားချင်းစာနာမှုအကူအညီဝင်ရောက်ခွင့်တောင်းဆိုတဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်မူကြမ်းကိုပဋိပက္ခဖြည့်ရှင်းဖို့လှုံ့ဆော်နေတဲ့တန်တမန်လှုံ့ဆော်ချက်တွေကိုဖျက်ဆီးနိုင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့အမေရိကန်အစိုးရကဗီဒီယိုအာဏာသုံးပြီးပယ်ချလိုက်ပါတယ်။ပယ်ချခံရတဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့မူကြမ်းမှာဂါဇာမှာချက်ချင်းအပြစ်ရဖို့ဟာမတ်စ်နဲ့တခြားလက်နက်ကိုင်တွေဖမ်းဆီးထားတဲ့သူတွေကိုချက်ချင်းလွှတ်ပေးဖို့နဲ့လူသားချင်းစာနာမှုအကူအညီတွေကို ဂါဇာကိုအတားအဆီးမရှိဝင်ခွင့်ပြုဖို့ဆိုတဲ့အချက်တွေပါဝင်ပါတယ်။ဂါဇာမှာဗိုလ်ထူးနေကအစ္စရေးရဲ့ဘုံကျဲမှုတွေကြောင့်လူ16ဦးတေဆုံးခဲ့ပြီးအဲ့ထဲက12ဦးဟာဒုက္ခသည်စခန်းမှာတေဆုံးခဲ့တာလို့ပါလက်စတိုင်းအချုပ်အခြာကာကွယ်ရေးအေဂျင်စီကပြောပါတယ်။အင်ဂါနေတုန်းကလည်းဂါဇာတောင်ပိုင်းမှာအစ္စရေးတပ်ဖွဲ့ GHF လူမှုကွန်ရက်စခန်းအနီးကိုပိတ်ခတ်ခဲ့တာကြောင့်လူ28ဦးတေဆုံးခဲ့တယ်လို့သိရပါတယ်။ဒီသတင်းကိုဘန်ကောက်ပို့သတင်းဌာနကကိုးကားဖော်ပြထားတာပါ။ အစ္စလမ်ဘာသာဝင်တွေရဲ့အရေးကြီးဆုံးပွဲတစ်ခုဖြစ်တဲ့အီဒရီအတ်ဟာဆွန့်လူအစ်ပွဲတော်နီးကပ်လာတဲ့အချိန်မှာခုနှစ်နှစ်ကျော်မိုးခေါင်ရေရှားဖြစ်နေတဲ့မော်ဒဂိုနိုင်ငံမှာတားကောင်တွေကိုမတက်ချဖို့အစိုးရကတားမြစ်ထားပါတယ်။နှစ်ပေါင်းများစွာမိုးခေါင်ရေရှားဖြစ်နေတာကြောင့်မော်ဒဂိုနိုင်ငံမှာတလိဆန်အရေးအတွက်ညှော်နေလာပြီးအသားစီးကတစ်နှစ်ထက်တစ်နှစ်မြင့်တက်နေတာကြောင့်ပြည်သူတွေအသားစီးကွက်ကိုလက်လန်းမိနိုင်ပေဖြစ်နေပါတယ်။ တဘာဝပတ်ဝန်းကျင်အခြေအနေကြောင့်မော်ဒကိုအစိုးရရဲ့ဆုံးဖြတ်ချက်ကိုပြည်သူတွေကထောက်ခံကြပေမဲ့ရိုးရာပွဲကိုမဆင်နှွှဲရတဲ့အတွက်တော့ဝန်းနေနေကြပါတယ်။ဒီသတင်းကိုလည်း Bangkok Post သတင်းဌာနကနေကိုးကားတင်ဆက်ထားတာပါ။ဒီနေ့ဇွန်လ9ရက် Federal FI ရဲ့နေ့စဉ်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုကြားခဲ့ရတာပါ။ကျွန်တော်သုံးမှတ်ပါခင်ဗျာ။